င်းမြတ်ရဲ့ပြိဿပြောက်ပါအရန်ကြိုက်ပါတယ်သူ့ရဲ့ကားတိုင်းလည်းကြည့်ဖြစ်ပါတယ်ဟုတ်ဆတော်များများအဟိုတတိလေးရပါတော့ဟိုဟာတူတူငငယ်ရအဲ့လိုရုပ်ရှင်နဲ့ဇကားရိုက်ဖူးတာကြောင့်အဲ့တွေကလည်းကြိုက်ပါတယ်အဲ့မတိုင်ခင်တည်းကလည်းမြင်ကြိုက်ပါတယ်ဟုတ်ရုပ်ရှင်ကလုံးဝ drama လုံးဝ drama မှာတော်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 လေးကို drama ဖြစ်တယ်ပေါ့နော်အရင်အများကြီးလဲငိုခဲ့ရတဲ့ရုပ်ရှင်ဇကားဖြစ်တယ်အရိုက်တွေလည်းခံခဲ့ရတဲ့ကားဖြစ်တယ်ဆိုတော့အမှတ်တရလေးရုပ်ရှင်ကားကြီးပဲဒါပေမဲ့အကကရက်တီကမတင်သေးဘူးပေါ့နော်ပြင်းသေးဥစားလည်း ခက်ခဲရောင်နေမှာပါတမိအောင်22နှစ်ရှိပြီရိုက်ခဲ့ရတော့3 3နှစ်နေတရာရိုက်ခဲ့ရအော်ဒီနေ့ကတော့ဗောနော်မနေ့ကကိုကိုကိုပိုဆန်းကညီမလေးအားရင်လာခဲ့ပါဆိုပြီးလှမ်းဖိတ်တဲ့တဲ့ကြောင့်မလို့ပြီးတော့ဒီကားလေးကလည်းညီကိုရကြည့်ကျင်နေဗောနော်ဟိုရဦးမြင့်မြတ်ကားလေးဖြစ်တဲ့တဲ့ကြောင့်မလို့သဘောကျတဲ့ အားကြောင့်လာရောက်အပိဖြစ်လာဖြစ်ပါတယ်။မြင်းမြတ်ရဲ့ပြိတ္တဖြစ်ရောက်ပါအရန်ကြိုက်ပါတယ်သူရဲ့ကားတိုင်းလည်းကြည့်ဖြစ်ပါတယ်ဟုတ်ဆိုတော့မြန်မာအဟိုတတိလေးရပါတော့ဟိုဟာတူတူငငယ်ရအလိုရုပ်ရှင်နဲ့စကားရိုက်ဖူးတာကြောင့်အဲ့ဒီကလည်းကြိုက်ပါတယ်အဲ့မတိုင်ခင်တည်းကလည်းအမြင်ကြိုက်ပါတယ်ဟုတ်အဲ့လိုကြောင့်မြင်းနဲ့တူလို့ဆောင်နေရပါဟုတ်ဟုတ်ငငယ်တော့ကပါတော့တကားရိုက်ဖူးတဲ့ရုပ်ရှင်ကားကြီးပဲဒါပေမဲ့အကကရက်တီကမတင်သေးဘူးပါတော့တင်သေးဥစားလည်း

ော့ဘယ်လိုတိုးဆောင်ရလဲအာအဖေနေရပေါ့နော်သူကတော့သမီးညီမရဲ့အဖေနေရညီမကတော့သူသမီးနေရပြီးတော့ character နှစ်ခုပေါ့အဲမင်းသမီးရဲ့ဘာလဲငယ်ဘဝ character နှစ်ခုကိုရိုက်ခဲ့ရဖြစ်ပါတယ်။ဟုတ်အဲ့မတိုင်ခင်တည်းကငငယ်လေးရပေါ့နော်အဲ့လိုအမြင့်မြတ်ရွှေရှင်ကားရေဆိုတော်တော်များများကြီးပြည့်တယ်။အာကြိုက်လဲကြိုက်တယ်ပေါ့နော်အဲ့တွေကဖန်ပါ။အာသူရ exciting အဓိကတော့အိမ်ကအကိုကအကိုကဒီဦးမြင့်ရဲ့တကယ် big fan ပေါ့နော်သူကဦးမြင့်ကားရဲ့တိုင်းကြည့်ရောအကိုရင်းနဲ့ like ကြည့်ရင်ကြည့်ရင်လည်းဦးမြင့်ကားရဲ့တော်တော်များများကြည့်ဖြစ်တယ်ပေါ့အဲ့ဒါနဲ့နောက်ပိုင်းကျတော့ဦးမြင့်က drama ဆိုလဲ drama ဒီဟာ comedy ဆိုလဲ comedy အရန်ပေါ့နော်အဲအရင်ကြည့်လို့ကောင်းလဲဆိုတော့အဲ့ဒီကကြိုက်ပါတယ်ခုလည်းကြိုက်ပါတယ်။အော်မြေစာကားကမကြည့်ဖြစ်လိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ငိုရတယ်။ဘာလို့လဲဆိုတော့အဲ့လေငိုရတဲ့ခံစားချက်တွေမခံစားလဲအဲ့ဖေးလိုက်ပေါ့နော်ကြည့်ရင်ကြည့်နေတော့မှ ဖေးလိုက်ကြည့်ရင်လည်းတော့မျက်ရည်ကပေါက်ပေါက်ပေါက်ကျနေတာလေပြောပါရဲ့သူအိမ်ရသူတွေကတတ်ကြည့်မလားပြောဒါပေမဲ့ခံစားနိုင်ဘူးလို့မကြည့်ဘူးလို့အဲမရဘူးလို့ယုံထဲမှာထိုင်မျိုးမျက်ရည်နဲ့မျက်ခွတ်ဖြစ်နေမှာအဲ့လည်းမကြည့်တော့မကြည့်ပြလိုက်ဘူးပေါ့နော်မတ်ကြီးကတော့ရှိတယ်ဟုတ်ဦးမြတ်နဲ့တော့အဲ့တော့က အဲရုပ်ရှင်ကအဓိက drama ကားလည်းဖြစ်တယ်ပြီးတော့တခြားပေါ့နော်တခြားမှကိုနဲ့မကိုက်ညီရဲ့ character လည်းအဲ့လိုကြကြခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုတခိုးချဖို့ဟာတွေလောက်ကြတယ်သူများပစ္စည်းခိုးရတယ်ရောပြီးရင်အဲ့လိုမျိုး character လေးတွေဆိုတော့တကယ်အမှတ်တရအများကြီးပါပဲရဲခံဆိုဦးမြင့်ရိုက်တာခံရအဲမဟုတ်ဘူးအရင်ကဦးမြင့်အောင်ရိုက်တာခံရတယ် ်ဟုတ်ရိုက်တယ်ဆိုတာလေဂျမ်းရိုက်တာမဟုတ်တော့ character အရာပေါ့နော်ဒီဇက်ဇက်ဝင်ကန်အရာရိုက်တဲ့ဆန့်ကိုပါလို့ရိုက်ခံရတာပေါ့နော်အဲဒါကြောင့်တကယ်ကြီးရိုက်ခံရတာပါဒီတိုင်းရိုက်တာမဟုတ်ဒီတိုင်းရိုက်တာမဟုတ်တကယ်ရိုက်ခံရတာ character ရ ဟုတ်မသိဘူးမသိဘူးမသိကြဘူးဆိုတော့လေဒီတေးဥဆောင်ကလည်းတိတ်မလုတ်ဖြစ်တာများမလုတ်ဖြစ်တာငငယ်တုန်းကစပြီးတော့ရိုက်ဖြစ်တာပဲဒီ MD ဘောဒီဇိုင်းအော့လက်မှာကဒီ main ပေါ့နော်ဗာလဲမဆုနဏကျော်ရဲ့ငယ်ဘွားမှာစပြီးတော့ရုပ်ရှင်စရိုက်ဖြစ်တာအဲ့မှာရိုက်တယ်ပြီးတော့ဒီတစ်ခါဗီဒီယိုနှစ်ကား၃ကားလောက်ရိုက်ဖြစ်တယ်ပြီးတော့ဒီရုပ်ရှင်ကြီးကတော့အဲ့မြင့်မြင့်နဲ့ကား ပြီးတော့ခြားကတော့ MV MTV လေးပဲအဲ့လိုကလေးဘဝလေးပဲရိုက်ဖြစ်တာဆိုတော့လေအပြင်းပြင်းနဲ့ကြီးလာတော့အရက်ကရှည်လာတော့အဲ့လိုသကောသကလိုဖြစ်သွားပါဘောနော်ဟိုကလည်းရိုက်လို့မရကလေးတယောက်ဆောင်လည်းရိုက်လို့မရလူကြီးတယောက်ဆောင်လည်းရိုက်လို့မရဖြစ်သွားတော့အဲ့နဲ့ကိုကလည်းအဲ့လောက်ထိတယောက်ဆောင်ကမတက်ဘူးပြတော့အမြဲရှည်နေတော့လေအဲ့လို drama ကြီးပါဆိုမချိုးနိုင်တော့ ကောက်ကိုပဲချင်းဆိုတာလေးပဲကောင်းပါတယ်။မသိတော့ဘူးတင်နေ။မသိတော့ဘူးတင်နေပေါ့နော်။ကောက်ကိုပဲအဲ့လိုမျိုး TV မှာပြန်လာရင်အဲ့လို my day တင်ပြတာတို့ Facebook မှာတင်ပြတာတို့ကြီးမှာရောသူတို့ကလည်းသတိထားမိရပါတော့။ပုံမှန်ဆိုရင်တော့မသိတော့ပါဘူး။အဲ့က အဲ့ကားကလည်းဘဝရဲ့အာဘောနော်ဖမောင်းဆုံးဇလန်တွဲလေးဖြစ်တယ်ပြီးတော့ဇလန်တွဲဟိုမှာအယုတ်ရှင်ကဒီမြန်မာနိုင်ငံမှာဖမောင်းဆုံးဇလန်တွဲလေးနော်အမဒီဘဝဇလန်တွဲဆိုတော့ပြီးတော့ကိုကြတဲ့ character ကလည်းဒီ main မမအာမဆုနနာကျော်မြန်လို့ခင်ရဲ့အာ main character ငယ်ဘဝဆိုတော့အရင်လဲအမတ်တရားဖြစ်ပါရဲ့အများကြီးတော့ကက်ကတော့အများကြီးမပါပဲမဲ့အဲ့မှာအတူတူတယောက်ဆောင်တာကအော်ဟုတ်အလုံးတိမှာပါကိုပေါ့စီလေးကိုကပဲ do something please ကလာအဲ့အကိုနဲ့နှစ်ယောက်အဲ့ကိုတော့မဘောကတသေးလေးပဲရှိသေးတယ်နှစ်ယောက်တူတူ ိုရိုက်ခဲ့ရိုက်ခဲ့တဲ့အဲ့ဒီအမှတ်တရလေးရောရှိပါတယ်။ဟုတ်ကဲ့။ကြည့်ရင်တော့သိပဲဖြစ်ပါတယ်။ဟုတ်လေတော့ပြောအာအခန်းကလည်းအများကြီးပေါ့တခန်းပဲအဲ season 1ဇာတ်သိမ်းခန်းလေးမှာပဲတခန်းပါတာဆိုတော့လေအာရုပ်တရက်ကြရင်တော့သတိထားမိမှာမဟုတ်ဘောနော်ဒါပေမဲ့ကိုကပြန်ပြောပြရင်တော့လူတွေကသိသိကြပါတယ်အရင်ကလည်းလို့ကိုရဲ့ TikTok account မှာတင်ပို့တော့လေအဲ့တော့ကတော့သိကြပါတယ်